ကျွန်တော်နဲ့ဆရာမင်းတေဝါမိတ်ဆွေတူရဲ့ဖိတ်ကြားချက်အရမြဝကျွန်းပေါ်မြို့လေးတစ်မြို့ပေါ်ကိုရောက်ရှိလာခဲ့ကြပါတယ်မြို့လေးမှာတော့မြေချောင်းနဲ့ပတ်လည်ဝင်းရံစည်းစင်းလျက်ရှိပြီးတော့နေချင်းစပွဲလပတာယာလာပါတယ်မြေကန်တစ်လျှောက်မှာရှိတဲ့ဆန်ဆက်တွေဟာမိခိုးတလူလူနဲ့ရှိနေပြီးတော့တင်းမောကြီးငယ်လေတံမန်တို့ကလည်းမြစ်ထဲမှာဥတလဟူသွာလာနေကြပါတယ်ကျွန်တော်တို့ကိုဖိတ်ခေါ်သူဥလာထွန်းဆိုသူဟာမြို့လေးမှာအတော်တန်ချမ်းသာသူတူလည်းဖြစ်ပါတယ်ကျွန်တော်တို့ကလည်းဥလာထွန်းနေထိုင်ရာကန်နာလမ်းမှာရှိတဲ့နှစ်ထပ်တိုက်လေးကိုဆက်ဆိုင်မြဲမြဲရောက်ရှိလာခဲ့ကြပါတယ်ဟာဆရာမင်းတို့ရောက်လာကြပြီပဲဗျဥလာထွန်းကဝ မ်းပန်းတတာနဲ့ကိုစီးကြိုပါတယ်။ဆရာမင်းဒီဝါကိုအဖျားဆုပြီးတော့ဆရာမင်းဆိုပြီးတုံတုံညင်ကြောင့်ဥလာထွန်းနဲ့ဆရာမင်းဒီဝါဟာဟိုးရခင်ကလေးကတီကျွမ်းခင်မလာခဲ့ကြရန်တူပါတယ်။ဆရာမင်းဒီဝါကကျွန်တော်နဲ့ဥလာထွန်းကိုမိတ်ဆက်ပေးပါတယ်။ဥလာထွန်းဆိုသူဟာပင်ပင်ပပလူကောင်တဲတဲနဲ့ဖြစ်ပေမဲ့လည်းမျက်နှာမှာတော့လွန်စွာဥပရိယုတ်ကောင်းလာပါတယ်။သူ့ရဲ့ဥပရိယုတ်ကောင်းခြင်းမှာသူ့ရဲ့လူကောင်တဲပုခြင်းကိုပင်ဖုံးကွယ်နိုင်စရာရှိပါပေတယ်လို့ကျွန်တော်တွေးနေမိပါတယ်။အချိန်ကလည်းနေ့လယ်၁၂နာရီခန့်ရှိနေခဲ့ပါပြီ။အိမ်သူအိမ်သားတွေကကျွန်တော်တို့နှစ်ဦးအတွက်နေ့လယ်စာကိုစားခြင်းစပွဲပြင်ဆင်ကြပါတယ်။မြို့ဝကျွန်းမ ော်ဒေတာတွေငားပစုံအသီးရွက်တွေကလက်ဆက်ပြီးတော့ထမင်းကိုလွန်စွာစားမိန်စေခဲ့ပါတယ်ထမင်းစားပြီးတာနဲ့ကျွန်တော်တို့နှစ်ဦးကိုအပေါ်ထဲမှာရှိတဲ့အခန်းတစ်ခုကိုခေါ်သွားပြီးတော့လက်ဖေးရင်နဲ့မုံအချိုတွေကိုတဲ့ခင်းအိတ်ခံပေးပါသေးတယ်အပေါ်ထဲမှာတော့ဥလာထုံးနဲ့ကျွန်တော်တို့နှစ်ဦးသာရှိနေတဲ့အခါမှာတော့ဆရာမင်းတေဝါကဥလာထုံးကိုကဲကုလာထုံးရေစားထဲမှာခမည်းပြောတဲ့အရေးတကြီးကိစ္စဆိုတာဘာများတော့ဗျာအဲ့လိုမျိုးမေးလိုက်ပါတယ် ဘူလာထုံကတော့ဘာမှမပြောသေးပဲနဲ့ကျွန်တော်ကိုမတိမတာအကဲခတ်ကြည့်လိုက်ပါတယ်ပြောမှသာပြောစမ်းပါဗျာဒီကမိတ်ဆွေကကျွန်တော်နဲ့အတူလက်တွဲလုံနေတဲ့သူတူပါဗျာစိတ်ချပါတယ်အဲ့လိုမျိုးဆရာမင်းတေဝါကပြောလိုက်တဲ့အခါမှာတော့ဒီလိုဗျာဆရာမင်းသိတဲ့အတိုင်းပဲကျုပ်မှာသာသမီဆိုလို့သမီးလေးမတူစာတယောက်ပဲရှိရလေဒီလိုနဲ့ပဲသမီးလေးအွယ်ရောက်လာတော့ ကျုပ်လည်းမြို့ပေါ်ကတင့်တော်ရမိကောင်းဆွေကောင်းနေရလူငယ်တယောက်နဲ့နေရချထားပေးဖို့စီစဉ်ခဲ့တယ်ဗျာ။ကောင်းတာဘို့ကိုလာထွန်းရဲ့တမိကညာအခါမလင့်ဆိုသလိုပေါ့ဗျာ။အေးဗျာ။အဲဒါကြောင့်လဲကျုပ်တို့နဲ့ဂုံရီတူတွေကလူငယ်တယောက်နဲ့စီစဉ်ပေးခဲ့တာပါ။အမှန်တကယ်ဆိုလို့ရှိရင်ဒီနေ့ဟာတမိလေးမင်္ဂလာပွဲကျင်းပရမယ်နေ့ပဲဆရာမင်းရ။ဗျာ။ ကျွန်တော်တို့မှာဥလာတော်ရဲ့ဇကားကြောင့်အံ့ဩသွားခဲ့ကြရပါတယ်။ဆရာမင်းတေဝါကလက်ဖက်ရည်တစ်ခွက်ကိုခြားထားလိုက်ပြီးတော့စိုးရင်စွာမေးလိုက်ပါတယ်။မတူစာလေးကဘာများဖြစ်လို့လဲကိုလာတော်ရဲ့။ဘာဖြစ်တယ်ဆိုတာမကြခင်ဆရာမင်းတို့တွေ့ရပါလိမ့်မယ်ဗျာ။သရိုးသားဘက်ကတော့ကျုပ်သမီးလေးကိုစိတ်မနှံ့ရှာတော့ဘူးဆိုပြီးတော့မင်္ဂလာပွဲကိုဖြတ်သွားလေရဲ့။ဥလာတော်ကရှက်ရုံဝမ်းနဲ့နေရှာပါတယ်။အခုကဗမာတို့မြကလေးမလေးကလည်းမတွေ့ရပါလား။ဒီရင်ကလည်းအဲ့လာဆောင်လာများလို့၁၄လက်မှတ်မှာရှိတဲ့ကျုံမှာသူ့အတော်အိမ်မှာတွားထားရတယ်ဗျာ။ကဲဒါဆိုလို့ရှိရင်လည်းဘလို့ဖြစ်တယ်ဆိုတာသိရအောင်အခု ဲသွားကြည့်ကြဆိုဗျာဆရာမင်းတွေဟာစကားဆုံးတာနဲ့ကျွန်တော်တို့ဟာလည်းမတ်တူစာလေးရှိရာကိုစပိန်နဲ့ထွက်ခဲ့ကြပါတော့တယ်အတန်ငယ်ကျယ်ဝန်းလာတဲ့ခြံဝိုင်းကလေးထဲမှာတော့ရေနံကြီးဝနေတဲ့နှစ်ထပ်အိမ်တစ်သားအိမ်မဲကြီးတစ်လုံးမှာခြံပက်လက်စည်းရုံးမှာပုံနေရိပ်ပင်နဲ့ထူထပ်စွာပေါက်ရောက်နေတာကြောင့်အပြင်ဘက်ကရုတ်တရက်ကြည့်လိုက်ရင်တော့အိမ်ကလေးကိုမမြင်ရပါဘူးခြံဝိုင်းမှာရှိတဲ့ခေါင်းလောင်းကလေးကိုလှုပ်လိုက်တဲ့အခါမှာတော့ကလေးမလေးတူခြံကလာဖွင့်ပေးပါတယ်ဦးလာထွန်းနဲ့ပါလာတဲ့ကျွန်တော်တို့နှစ်ဦးကိုကြည့်ပြီးတော့စိုးရွံ့နေတဲ့မျက်နှာနဲ့သူသူတို့ဟာ အဲ့လိုမျိုးအထစ်တငုံငုံနဲ့မေးလာခဲ့ပါတယ်။ channel ကိုမျက်နှာစိမ်းဧည့်သည်ပါလာတာကြောင့်ဖြစ်ပါလိမ့်မယ်။ရတယ်ရတယ်။ဒါနင်တို့အမအကိုကူဖို့အတွက်ငါပင့်လာတဲ့ဆေးဟာဖက်နေလဲ။နင်းအမရောအချိန်နေကောင်းရလား။အခုတော့ငြိမ်နေတဲ့ဘဘကြီးရဲ့ ကဲကဲလာဆရာတို့တမီးကတခါတလေစိတ်ရိုင်းထပြီးတော့တောင်းညံတဲ့အခါကျရင်မယူသည့်စကားဆရာရဲ့အဝတ်စားရည်တောင်ကတ်ချင်တာမဟုတ်ဘူးဗျဆရာမင်းတေဝါဟာဥလာထွန်းရဲ့စကားကြောင့်မျက်မှောင်ကျုပ်ပြီးတော့တစုံတစ်ခုကိုစဉ်းစားသွားပုံရပါတယ်အိမ်လေးရဲ့စင်ဝင်ရောက်ကိုဝင်လိုက်တာနဲ့အေးစိမ့်သွားသလိုခံစားရပါတယ်ဘာမှမမြင်မကြားသေးပါပဲနဲ့စက်သိန်းများဖြန်းကနေထထသွားမိတာကတော့စမ်းကြယ်လာပါတယ်အိမ်တကားကိုအတွင်းကချက်ချထားရပါတယ်အသက်60ကျော်အရွယ်ထောင်ထောင်မောင်မောင်မိန်းမကြီးတယောက်တကားလာဖွင့်ပေးပါတယ်ကျွန်တော်တို့ကဥလာထွန်းဥဆောင်မှုနဲ့အိမ်ပေါ်ဓာတ်ကိုတက်ခဲ့ကြပါတယ်အပေါ်ဓာတ်ကလည်းဟောကန်ကြီးတစ်ခုဖြစ်ပါ တယ်။မြည်သည့်ပစ္စည်းပစ္စည်းအမှမရှိပဲရှင်းလင်းနေပါတယ်။ပရဲမောက်တွေအကုန်လုံးကိုလည်းပိတ်ပြီးတော့ချက်ချထားပါတယ်။အပေါ်ဒက်အိမ်လေတိုင်းဤနာမှာတော့အဝိစားဖျို့ဖျဲနဲ့မိမက်ပြိုလေးတူဦးကသပင်ဖားရချပြီးတော့စောင်းချောင်းထိုင်နေအောင်တွေ့ကြရပါတယ်။အဲဒီမိမက်ပြိုလေးကဆရာမင်းတေဝါတို့လက်ညှိုးထိုးပြီးတော့ရုတ်တရက်ဆူဆူဝါဝါအတန်ကုန်ဟစ်ပြီးတော့ထရည်ပါတယ်။ရဲတန်တွေကကြဲတဲ့ကြဲလာပြီးတော့အတန်ဟာလဲကွဲအက်လာခဲ့ပါတယ်ဟဲ့သမီးသမီးသူစားဦးလာတော်ကသမီးဖြစ်သူကိုလှမ်းဟန်းလိုက်ပါတယ် ဒါပေမဲ့လည်းမရပါဘူး။မတ်သူစာကမမှုပါဘူး။ဆရာမင်းတေဝါကိုသာလောင်ပြောင်ရယ်မောနေခဲ့ပါတယ်။အခန်းကိုလင်းအောင်ပေးထားတဲ့60ဝါအားမီးလုံးလေးပင်တစ်ဖက်ဖက်နဲ့မျက်တောင်ခတ်လာခဲ့ပါတယ်။ဆရာမင်းတေဝါကမတ်သူစာဘေးကနေဖြတ်ခါခေါင်းရင်းဘက်မှာဝင်ထိုင်လိုက်ပါတယ်။ကျွန်တော်နဲ့ဦးလာထုံးကတော့လေကားထိန်တာမှာခလန်းလန်းမှာပင်ကြံရိတ်ခါအခြေအနေကိုစောင့်ကြည့်နေကြရပါတယ်။ဆရာမင်းတေဝါကလည်းကြမ်းမြင့်ကိုလက်ဝါးနဲ့အသာပုတ်လိုက်ပါတယ်။တိတ်ဆန်မတ်သူစာကိုစစ်စစ်ကြည့်လိုက်ပြီးတော့အမိတ်ပေးလိုက်ပါတယ်။ရေတံဟာတီကနေရက်သွားခဲ့ပါတယ်။ မတူစာစောင်းချောင်းထိုင်လဲကပဲဆရာမင်းတေဝါနဲ့မျက်နှာချင်းဆိုင်ဖြစ်အောင်အနေထားပြောင်းလိုက်ပါတယ်မျက်လုံးပြူးကြီးတွေနဲ့ဆရာမင်းတေဝါကိုစိုက်ကြည့်ပြီးတော့ခန္ဓာကိုယ်ကိုလည်းရိမ့်ထိုးလှုပ်ရှားနေခဲ့ပါတယ်နာမည်ပြောစမ်းကွယ်ဆရာမင်းတေဝါကအာနာတန်နဲ့မေးလိုက်ပါတယ်မတူစာကတော့မဖြေပါဘူးခေါင်းကိုခါရမ်းနေပါတယ်ဘယ်ရက်ကလဲခေါင်းကိုခါမြဲပါပဲဘာကြောင့်အခုလိုလှုပ်ထားရတာလဲဘာလို့ကျင်းလို့လဲဘာပဲမေးမေး तू ကတော့ဘာမှပြန်ဖြေမလာခဲ့ပါဘူးကောင်းပြီလေ ဒီမှာကြည့်စမ်းဆရာမင်းတေဝါကညာဘက်လက်ဝါးပေါ်မှာဘယ်ဘက်လက်ညိုနဲ့တစုံတရာကိုရေးဆွဲစီရင်လိုက်ပါတယ်အရင်နောက်မှာတော့လက်ဘွားကိုမတ်တူစာမျက်နှာရှိဖြန့်ပြလိုက်ပါတယ်မတ်တူစာကလက်ဝါးကိုမြင်တာနဲ့တပြိုင်နက်တည်းအော်ပြီးတော့နောက်ပြန်လဲကျသွားပါတယ်ကျမ်းမြင့်ပေါ်မှာညင်းညူအော်ဟစ်တွန့်လိန်နေပါတယ်ဆရာမင်းတေဝါကလက်ဝါးကိုပြန်ဆုပ်လိုက်ပါတယ်ကဲထဆန်ကွယ်မတ်တူစာကဖြင်းချင်းစွာထလာခဲ့ပါတယ်ခြေဆင်းပြီးတော့ထိုင်စမ်းမတ်တူစာကအမိန်ပေးနေတာကိုခဏနန်ကက်တက်တက်လုံနေပါသေးတယ်ဆရာမင်းတေဝါကညာဘက်လက်ကိုမြောက်ပြလိုက်တဲ့အခါကျမှပြောတဲ့အတိုင်းခြေဆင်းပြီးတော့ထိုင်လိုက်ပါတယ်မတ်တူစာ ခြေမှနှချောင်းဟာပူကက်နေသည်မှာကျိုးနဲ့ခြေရသလားပင်ထင်ရပါတယ်ကျွန်တော်ကဆရာမင်းတီဝါနဲ့တူပွဲတော်များများကိုနှွဲပူလေရမတ်သူစာကိုတစုံတယောက်ကပြူစားထားတာကြောင့်အမောင့်ပယောကဝင်ပူးနေမှခြေစင်းထိုင်ပုံကိုကြည့်ပြီးတော့ဆုံးဖြတ်နိုင်ပါတယ်ဆရာမင်းတီဝါဟာညာဘက်လက်ဝါကိုမတ်သူစာခေါင်းပေါ်မှာအုပ်မိုးလိုက်ပြီးတော့ရခင်မေးခဲ့တဲ့မေးခွန်းတွေတိုင်းမေးမြန်းလာခဲ့ပါတယ်မတ်သူစာခနာကူမှာဝင်ပူးနေတဲ့အမောင့်ပယောကဟာဆရာမင်းတီဝါရဲ့လက်ဝါပေါ်မှာရှိတဲ့ပညာဇာတ်ကြောင့်မငင်းဆန်နိုင်မနဲ့မချွေးမကြံဖြေရပါတော့တယ် ရေဇက်နာတဖမ်းပင်ရမဲကြီးပါအစာစားရမယ်ဆိုပြီးတော့စေခိုင်းလိုက်လို့ပါမတုဇာထံမှာပူးကတ်နေတဲ့အမောင်ပြောကဟာကန်းဇက်နာရေတဖမ်းပင်မှာနေထိုင်ခွင့်ရှိတဲ့တရဝဖြစ်ကြောင်းသိရပါတယ်ကိုနေရာကိုပြန်ဆန်းကွယ်ဆရာမင်းဒီဝါဟာရေတပန်းမင်ကအကောင်ကိုလေးတန်းမမနဲ့အမိပေးမောင်းထုတ်လိုက်ပါတယ်။အဲဒီတရဝါကိုမတ်သူစာခနာကိုကမောင်းထုတ်လိုက်တာနဲ့တပြိုင်တည်းသူ့ကိုကျွေးမွေးကြိုးကင်နေတဲ့ပညာတဲ့ဟာချက်ချင်းရောက်ရှိလာပြီးတော့မတ်သူစာထံမှာဝင်ရောက်ပူးကပ်ပါတော့တယ်။ ငါနေကိုလာပြီးတော့မလောက်လေးမလောက်စားဆက်ရစုပ်မတူစားချက်ချင်းပင်မျက်နှာထားရောအတံမှာပြောင်းသွားပြီးတော့ဆရာမင်းတီဝါကိုရန်တွေ့ပါတယ်လေတန်ကလည်းဝဲတက်တက်ဖြစ်ပါတယ်တေချင်လို့လာရှုပ်တာလားဆရာစုပ်ရဲ့ဟမ်နင်းတေချင်လို့လားဆရာစုပ်ရဲ့ခမရကျုပ်ကိုမခံလေးစားနဲ့ပြောရအောင်ဘသူမလို့တော့ကိုရဲ့နာမည်ရောကိုထုတ်ပြောဝွင့်ရဲ့လားအော်မာလာကြည့်သေးရဲ့ ဟဲ့စနကြိုးအစင်ရှိတဲ့ရောနယ်ကစောကြွယ်ဟဲ့စောကြွယ် ဆရာမင်းဒီဝါဟာနားထောင်ပြီးတော့ခေါင်းတညင်ညင်လှုပ်နေပါတယ်ကျွန်တော်ကလည်းဆရာနဲ့အတူပွဲတွေကွင်းစင်းမှုသူဖြစ်လေရာထိုးပညာတဲ့ဟာပညာကိုမောက်ပြီးတော့သူ့နာမည်သူ့ပညာအဆင့်သူ့ကျက်စားရနယ်တို့ကိုဖော်ပြလိုက်ခြင်းဟာသူ့တည်ရင်သူတူးလိုက်ခြင်းသာဖြစ်ပါတယ်ဆရာမင်းဒီဝါဟာလည်းအဲ့ဒီပညာတဲ့မိမအရက်ဒေတာကိုအုပ်ချုပ်သူပိုင်ရာဆိုင်ရာနတ်တွေကိုသူ့ရဲ့ညာဘက်ပခုံးထက်ဝဲကြွတော်မူရန်ပင့်ဖိတ်လိုက်ပါတယ်မတ်သူစာခနာကိုယ်ထဲမှာရှိတဲ့ပညာတဲ့စောကြွယ်ဆိုတာကခေသူတော့မဟုတ်ပါဘူးဆရာနတ်ကြီးမြတ်ကိုမပင့်ဖိတ်မိကလေးပင်လက်ကိုဝေ့ရန်ကစက်ကျိုးများ ထုတ်လို့တိုက်ခိုက်လာပါတယ်အမဲရောင်ကျိုးမြင့်ကလေးတွေကတက်ရှိမွေးတရဝါများတဲ့ဘွယ်လှုပ်ရမ်းလာပြီးတော့ဆရာမင်းဒီဝါရဲ့မျက်စိနားနှာခေါင်ဒရိုင်ယာပေါက်များကိုဥတည်လျက်ပြေးဝင်လာကြပါတယ်ကျွန်တော်ကလည်းအဲ့ဒီဆက်တွေကိုမြင်နိုင်စွမ်းရှိခြင်းဟာဆရာမစကုသိတိဖွင့်မေးထားခြင်းဖြစ်သောကြောင့်ဖြစ်ပါတယ်ယခုလိုမျိုးပညာသင်များနဲ့တိုက်ခိုက်တဲ့အကြောင်းအရာများကိုတစ်ချိန်မှာပြန်လဲရေးသားဖော်ပြလို့ကြောင့်ဆရာတန်ခွင့်တောင်းမှုရာဆရာကလည်းခွင့်ပြုပါတယ်အဲ့လိုမျိုးရေးသားတဲ့အခါမှာထထဲဝင်ဝင်သိရှိနိုင်စေရန်အတွက်ယခုလိုမျိုးပွဲတွေမှာပွဲဆတာနဲ့ကျွန်တော်ရဲ့စကုသိတိကိုဖွင့်မေးထားခြင်းဖြစ်ပါတယ်အဲဒါကြောင့်မဲ့ယမယံကအခြေ ြေအနေရတော့ဆရာကိုကျွန်တော်ဝင်ရောက်ကူညီနိုင်ခဲ့သည်များလည်းရှိပါတယ်ဆရာကလည်းအဲ့ဒီမိမရဲ့ဆက်တွေကိုအီမြမြန်လိမ့်မယ်လို့ထင်တာပုံမရပါဘူးဆိုင်ရာနတ်တွေကိုအာယုံပြုပင့်ဖိတ်နေခြင်းလည်းဖြစ်တာကြောင့်အငိုက်မိတယ်လို့ပဲဖြစ်သွားခဲ့ပါတယ်အနောက်ကိုရိုင်းဒီဆူုံလေးရိုင်သွားပြီးတော့ညာလက်ကိုဖြတ်ထုတ်လိုက်ဒီမှာတော့အဖြူရောင်အလေးနက်တစ်ခုထွက်လာပြီးတော့မွေများတဲ့ဘွယ်တွန့်လိန်နေတဲ့ဆက်ကြိုးများကိုတီကနေဖြတ်ချလိုက်ပါတယ်ရုတ်တရက်ဆိုသလိုအခန်းထဲမှာလည်းအမွေးနက်တစ်ခုလိုင်ထွက်လာပါတယ်ကျွန်တော်ဝမ်းသာသွားပါတယ်ဆရာပင့်ဖိတ်လိုက်တဲ့ဆိုင်ရာနတ်တစ်ပါးကြွလာခဲ့ပါပြီမတုဇာကိုမှဝင်ပူးနေတဲ့စောကြွယ်ရလဲဆရာရဲ့တမာရီကိုပြက်ပ ြစေဖို့အတွက်မတ်သူဇာရဲ့အင်ဂျင်နဲ့ထမိန်ကိုချွတ်ချရန်ကြိုးစားနေပါတယ်။ဗဇက်ကနေလည်းအယုဒ္ဓအနတ္တတွေကိုပြောဆိုနေပါတယ်။နင်းကိုလုံမရအောင်ကြိုးနဲ့တုံမှာဖြစ်မယ်။ဆရာမင်းဒီဝါကဗဇက်ကနေအဲ့လိုပြောလိုက်ပြီးတာနဲ့စောကြွယ်ဟာတုံကနေရက်သွားခဲ့ပါတယ်။လက်နှစ်ဖက်ကလည်းခါနောက်နာမှာချက်ချေခက်ပစ်လျက်မမြင်ရတဲ့တစုံတယောက်ကချက်ချင်းတုံအောင်လိုက်ပုံရပါတယ်။ဒူးထောက်ခိုင်းမှဖြစ်မယ်။လွန်စွာမှအာတန်သူတူကချုပ်ကင်လိုက်ပြီးတော့ဒူးထောက်စေခိုင်းလိုက်တယ်လို့ပင်ယုံရင်းကဲ့ရင်ကနေဒူးထောက်လျက်တာဖြစ်သွားပါတယ်။နင့်ပညာကိုငါသိမ့်မယ်ကွယ်။ပညာအဆန် ဆရာကဘယ်လက်ဝါးနဲ့ဖြတ်ပြီးတော့ပညာအပ်ခိုင်းပါတယ်။စောကြွယ်ကတော့ခေါင်းမာနေပါတယ်။မပေးနိုင်ဘူး။ငါပညာကိုငါမပေးနိုင်ဘူး။ကောင်းပြီလေ။ပါဇက်ကိုပိတ်ထားပြီးတော့ဒဏ်တစ်ချက်ခတ်ပါ။မတ်သူစာနှခမ်းနှလွာဟာတင်းတင်းစေးပိတ်သွားခဲ့ပါတယ်။음음음음မသူစာထံကနေမချစ်တင်ငယ်ညင်းညူတန်တွေထွက်လာပြီးတော့ကြောကော့ထွက်သွားပါတယ်အဲဒီနောက်မှာတော့ခေါင်းငိုက်ဆိုက်ကြသွားပြီးတော့တစက်စက်တုံနေပါတယ်အဲဒီမြင့်ဝင်းကိုကြည့်ပြီးတော့ကျွန်တော်ဘေးကဥလာထုံကတုံလုံးခြောက်ချသွားပါတယ်တမီးတမီးဥလာထုံ စိတ်ထိမ့်ပါဗျာအခုဟာဥလိသမီးမဟုတ်သေးပါဘူးပညာတဲ့စောကြွယ်ပါသူ့ကိုဒန်တက်နေရပါဥလာထုံးကလည်းတမကြီးဟူးကနေဆိုပြီးခြာကမျက်တောင်မခတ်ဘဲနဲ့အခြေအနေကိုဆက်ပြီးတော့ကြည့်နေပါတယ်ဆရာဆက်မေးပါတယ်ကဲနင်းရဲ့ပညာကိုအတာတကြီးအပ်မလားငါနှုတ်ယူရမလားငါနှုတ်ယူလို့ရှိရင်နင်သက်ဆိုးမရှိဖြစ်သွားလိမ့်မယ်နော်အမလာမတ်ဘူးလားငါ့ကိုပြောစောကြွယ်ကဆရာကိုမေးဝွန်းဝင်းတောက်တဲ့မျက်လုံးနဲ့အာခန်းကပြန်ကြည့်နေပါတယ်ကောင်းပြီလေ နေထိုင်တဲ့နေကံပဲပေါ့ဆရာဟာလည်းတစုံတစ်ခုကိုဆုံးဖြတ်လိုက်ပုံရပါတယ်အိတ်ထဲကနေတထွာခန့်ရှိတဲ့တန်လျက်ကလေးတစ်လက်ထုတ်လိုက်ပါတယ်တန်လျက်နဲ့စောကြွယ်ကိုချိန်လျက်ပညာနှုတ်တဲ့အမိန့်ပြန်တဲ့ကိုအထက်ပုဂ္ဂိုလ်များကိုစားအတန်ဒီအတန်ထားတဲ့ရွတ်ဆိုကနာဤနေရဲ့အချိန်အတိကျနဲ့ရွတ်ဆိုပါတယ်စောကြွယ်ကလည်းမြေကြီးမှာဖြစ်ပျက်လူပြီးတော့လိမ့်နေရပါတယ်ဆရာပါဇက်ကနေပြန်တဲ့ရွတ်ဆိုတန်တီကနေပြီးဆုံးသွားတာနဲ့တွန့်လိန်လူလိမ့်နေတဲ့စောကြွယ်သူမဟုတ်မတ်သူစာလေးဟာဇက်ကနေငြိမ်ကြသွားခဲ့ပါတယ်ကျွန်တော်နဗေးမှာဥလာထွန်းကလည်းသမီးသမီး အဲ့လိုအော်ဟစ်ပြီးတော့မတ်တူဇာထံကိုပြေးသွားခဲ့ပါတယ်။နိုင်ကိုကြည့်လိုက်ရညနေ3:00နာရီတိတိပါပဲ။ဘာမှမဖြစ်ပါဘူးကိုလာထွန်း။ခဏနေလို့ရှိရင်တရီရလာပါလိမ့်မယ်။ကိစ္စကပြီးသွားခဲ့ပါပြီ။တရီရလာလို့ရှိရင်ရေလေးပါလေးတိုက်လိုက်ပါ။ စိတ်ချရပါပြီဟုတ်ဟုတ်ကဲ့ပါဆရာမင်းဟုတ်ကဲ့ပါဥလာထုံးကလည်းအောက်ထပ်မှာရှိတဲ့မိမငယ်လေးနဲ့အတော်ကြီးကိုအပေါ်တက်ကိုခေါ်ကမတုဇာလေးရဲ့ကပူကယိုဝတ်စားတွေကိုပြင်ဆင်စေပါတယ်ကျွန်တော်တို့သုံးသားအောက်ထပ်ကိုဆင်းလာပြီးတော့ဧကန်းမှာထိုင်လိုက်ကြပါတယ်ခမားနဲ့လုပ်ငန်းပြိုင်ဘက်ကမကျင်တဲ့လို့ပညာတဲ့ကိုအဖိုးခပေးပြီးတော့လှုပ်တာပဲကိုလာထုံးရဲ့ဘသူဆိုတာသိကျင်သေးလားအဲ့လိုမျိုးဆရာကမေးလိုက်ပါတယ်မသိကျင်တော့ပါဘူးဆရာရဲ့ စီးပွားရေးမှာကျုပ်ကဖြောင်ဖြောင်တန်းတန်းမှန်မှန်ကန်ကန်လုပ်ပြီးတော့ချမ်းသာလာတာပါဒါ ው မလိုတဲ့လူတွေလည်းရှိမှာပေါ့လေကိုကံဒီလိုဖြစ်ဖို့ပါလာလို့အလုတ်ခံရတယ်လို့ပဲမှတ်ပါတယ်ဦးလာတော်ကတရားနဲ့ဖြစ်ရင်လည်းပြောလာခဲ့ပါတယ်ဖေဖေအဲဒီချိန်မှာပဲလေကားပေါ်ကနေမတ်သူစာလေးဆင်းလာပြီးတော့သူ့ဖေကိုနှုတ်ဆက်ပါတယ်သမီးနေကောင်းလားဟုတ်ဖေဖေသမီးအခုနေကောင်းသွားပါပြီဖေ ဟိုရက်တည်းကဘာတွေဖြစ်နေမှမသိရစိတ်တွေရှုပ်ပြီးတော့အိမ်မှာလည်းမဟုတ်ဘဲနဲ့ဘယ်ဒီမှလည်းမသိဘူးရှောက်သွားနေမိရအေးအခုတော့ဒီကဆရာကူပေးလို့တမီးလေးဝေဒနာတွေပျောက်ကင်းပါပြီကွယ်ကဲဆရာကိုဥချပြီးတော့ကြောက်လိုက်ပါမတုဇာကလည်းချက်ချင်းမင်းဆရာမင်းတေဝါကိုဥချကြောက်ကကျေးဇူးတင်တဲ့ကြောင်းပြောရှာပါရယ်နောက်နေ့မနေ့တင်းမော့နဲ့ပဲပြန်ရစီစဉ်ထားပြီဖြစ်ရကျွန်တော်တို့မှထိုနေ့ညနေပိုင်းသာလေးမြို့လေးကိုတပတ်ပတ်ကြည့်ရန်အချိန်ရပါရယ်ကျွန်တော်နဲ့ဆရာတို့ကဥလာတုံစီစဉ်ပေးတဲ့စပိန်ကိုစီနဲ့မြို့ကိုလက်လေကြပါရယ်မြို့ဝကျုံးမော့မြို့လေးရဲ့ညနေစီစာလာဘဂျီနူးပွဲရာဖြစ်ပါရယ် ်။အကျော်တဲလေးတစ်ခုတွေ့တာကြောင့်ဝင်စားကြည့်တဲ့အခါမှာတော့လွန်စွာလက်ရကောင်းသောအကျော်ဆန်ဖြစ်တာကိုဝန်ခံကြရမှာဖြစ်ပါတယ်။အကျော်တဲမိမကြီးနဲ့အကျော်လာဝယ်သူတချို့ပြောနေတဲ့စကားသံကကျွန်တော်နားထဲဝင်လာခဲ့ပါတယ်။ညနေ3နာရီလောက်ဖြစ်မှာပေါ့။ဘုံဆိုင်ကြီးတည်တာဟဲ့။အကောင်းကြီးကနေအိပ်ရတဲ့ခဏလဲလိုက်အောင်မယ်ဆိုပြီးတော့ဝင်အိပ်လိုက်တာတဲ့။တော်တော်နဲ့မနိုးလို့နှိုးကြည့်တော့မှအသက်မရှိမှန်းသိရတာတဲ့။ဟဲ့ဟဲ့ဟိုကြိုးကုန်းကမီးလောင်မှုတွေဆိုလားအဲ့ဒါဘာလဲ။ မီးလောင်ဘူးတွေမဟုတ်ပါဘူးတော်ရဲ့အရိုက်ခံရတဲ့အရှိုးရာကြီးကြောကုန်းမှာအထင်းသားကြီးပဲတဲ့ဒံရအသားထဲကိုနစ်ဝင်နေရအဲ့ဒီအရာကြီးကမီးလောင်ထားတယ်လို့မဲကျွမ်းနေရတယ်လေဟဲ့အဲ့ရတဲ့ဝင်အိတ်နေအောင်ဘသူကမီးလုံးနဲ့ဝင်ရိုက်မလို့ရိုက်လဲသိရမှာပေါ့အိမ်ရှိမှာသူ့ယောက်ျားဘာလာတယောက်လုံးထိုင်နေတဲ့ဥစ္စာအမကြီးအမတို့ကျမတို့ညံမမီတာမသိတာကြီးလောကကြီးမှာအများကြီးပဲအခုဒေါ်မြကျွဲသေးတာပဲကြည့်အေးနင်ပြောတာလည်းဟုတ်ပါတယ်ဟဲ့အဲ့လိုမျိုးအပြန်အလှန်ပြောဆိုတဲ့နေကြောင့်ကျွန်တော်ကဆရာမင်းတီဝါမျက်နှာကိုဖြတ်ခနဲကြည့်လိုက်မိပါတယ်ဆရာကတော့မသိသလိုပင်ဖာတိဖာသာနဲ့ ယ်အကြော်စားလိုက်ရေနွေးကြမ်းတောက်လိုက်နဲ့လွန်စွာဂရင်းတွေ့နေပုံရပါတယ်နောက်နေ့မနေ့မှာကျွန်တော်တို့ဟာ ARI တင်းမောကြီးကိုစီးပြီးတော့ရန်ကုန်ကိုပြန်လာခဲ့ကြပါတော့တယ်ဇလန်လေးကတော့ဒီမှာနေမဲ့ပြီးဆုံးသွားခဲ့ပါပြီဗျစာရေးသူကဝေနီရေးသားထားတဲ့ကိုရွေပယောကဆိုတဲ့ဇလန်လေးကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ဗျမူရင်းရေးသားသူဆရာကဝေနီကိုလည်းဂါရဝပြုရင်နဲ့နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်